င်္ဂလာပါကုခိုင်း Chelsea TV ကနေအပြောင်းအလဲတော်များအားလုံးကိုကြိုဆိုပါရစေ Chelsea နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းတွေကိုတုံးသက်ဆွေးနွေးမှုလုပ်သွားကြပါမယ်ကျွန်တော်ပထမဆွေးနွေးခြင်းတဲ့သတင်းကတော့ Nico Pass နဲ့ Chelsea ရဲ့သတင်းပဲဖြစ်ပါတယ် Coach of Side ရဲ့ဖော်ပြချက်ထဲမှာ Nico Pass ကို Chelsea တင်းကစိတ်ဝင်စားမှုတွေရှိနေတယ်ဘယ်လိုမျိုးခေါ်လို့ရမလဲနီးလန်းတွေကိုကိုမူအသင်းစီကိုဆက်သွယ်မေးမြန်းခဲ့တယ်လို့ဖော်ပြထားတာပါ နီကိုဘတ်စ်တဲ့ Chelsea ကအခုမှသတင်းထွက်တာတော့မဟုတ်ဘူးလွန်ခဲ့တဲ့ maybe 3လ4လလောက်တည်းကသတင်းထွက်ခဲ့ဘူးလေဒါမှမဟုတ်လေတလားနှစ်လဝင်းကျင်လောက်ပေါ့နော်သို့တော့နီကိုဘတ်စ်ကိုလက်တွေ့ခေါ်ယူရေးမှာကျွန်တော်ထင်ထားသလောက်လွယ်မနေဘူးကစားသမားအတကယ် midfield ဖြစ်လေကစားနိုင်တယ်ဝင်းတွေမှာလည်းထွက်ဆောင်နိုင်တယ်လက်ရှိ Chelsea ရဲ့အားကောင်းဆုံးနေရာမှာဝင်ရောက်ပူးပေါင်းပေးနိုင်တယ် ခပ်ပါတော့ဗျာကိုပါမှာမပါဝင်နိုင်တဲ့အခြေအနေမျိုးမှာကိုပါမှာနေရာကိုအင်ပြအာပြအစားထိုးပေးနိုင်တယ်လို့ပါမားနဲ့လည်းကျွန်တော်စင်ပြိုင်ကစားသမားအနေနဲ့ထားလို့ရတယ်ဒါကကျွန်တော်တို့ဖြစ်စေခြင်းတဲ့ပုံတံတန်းတွေတကယ်လည်းဖြစ်နိုင်တယ်ဖြစ်တင်တယ်ဗျာသို့တော့ပြဿနာတစ်ခုပဲရှိတယ်နီကိုပတ်ကိုခေါ်ယူကိစ္စမှာရီယယ်မက်ဒရစ်ရဲ့အတားအဆီးကချက်စီးတွက်အရန်ကြီးမာတယ်ကိုမိုသွားမေးလို့မရအောင်ရီယယ်မက်ဒရစ်နဲ့ပါညှိရမယ်သဘောမျိုးကြီးဖြစ်နေတယ်ဘာကြောင့်တော့ကိုမိုရောင်းချတဲ့အချိန်ကာလတုန်းက နီကိုပတ်စထရက်ရီယယ်မက်ဒရစ်ထည့်သွင်းချုပ်ဆိုထားတဲ့စာချုပ်စာတမ်းပါအချက်လက်တွေဒီ2026-29ဘောလုံးရာသီအထိအသက်ဝင်နေအောင်မယ်အခု2025-26ဘောလုံးရာသီအပြီး2026-29ဘောလုံးရာသီအထိဘယ်လိုမျိုးတိရီယယ်မက်ဒရစ်ကဘိုင်ဘက်ကလော့စ်ကိုထည့်သွင်းချုပ်ဆိုထားလဲဆိုတော့2025မှာဒီကစားသမားကိုပြန်ခေါ်ခြင်းလဲဆိုရင်ယူရို၈သန်းပဲပေးရမယ်2026မှာခေါ်မယ်ဆိုရင်ယူရို၉သန်း2029မှာခေါ်မယ်ဆိုရင်ယူရို၁၀သန်းပဲ ပေးရမယ်ဆိုတဲ့ပုံစံမျိုး၃နှစ်တတိဒီ buy back clause ကြီးကိုထည့်သွင်းချုပ်ဆိုထားခဲ့တာပါပုံမှန်အဖြစ်ကျွန်တော်တို့သိထားသလောက် buy back clause ဆိုတာတစ်နှစ်ထဲနဲ့ expiry date ဖြစ်သွားပြီဗျာအခုတို့ရောင်းလိုက်2024 2025မှာပြန်ခေါ်ရင်ခေါ်မခေါ်ဘူးဆိုရင်နောက်နှစ်ဘောလုံးရတဲ့တွေမှာခေါ်လို့မရတော့ဘူးဒါမဲ့ Real Madrid က Nico Pass ရဲ့ potential ကိုသိတဲ့အတွက်ကြောင့်သူက၃နှစ်လောက်ထည့်သွင်းချုပ်ဆိုထားတာပါအဲ့တော့သဘောတရားအရာက Nico Pass ကိုကိုမိုကရောင်းချင်တယ်ဆိုရင်တော့ Fabregas အနေနဲ့ Chelsea အသင်းကို အတားကြီးခွင့်ပြုခြင်းလဲဆိုရင်တော့ Real Madrid ခေါ်မလားမခေါ်မလားဆိုတဲ့အပိုင်းကိုတစ်ချက်ကြည့်အောင်မယ်။တခုတော့ရှိတာပေါ့ဒီတတ်မှတ်ထားတဲ့အချိန်ကာလအတွင်းမှာ Real Madrid ကမခေါ်ဘူး။ဒါဆိုရင်တော့ Chelsea အသင်းကကြားပြတ်ပြီးခေါ်နိုင်စွမ်းရှိတယ်။ဒီလိုခေါ်တဲ့နေရာမှာလဲ Real Madrid တတ်မှတ်ထားတဲ့တန်ကြီးတွေတိုင်း Nico Pass ကိုခေါ်လို့ရမှာမဟုတ်ဘူး။2025မှာ Euro 8တန်းလို့9တန်းလို့10တန်းလို့ဆိုတာ Real Madrid နဲ့ ဲတက်ဆိုင်လိမ့်မယ် Real Madrid တသင်းနဲ့ပဲအဲ့ဈေးကိုရမှာ Chelsea ကတော့တကယ်လို့ခေါ်ကြတယ်ဆိုရင် Nico Bass ကိုလက်ရှိကာလပေါက်ကြီးတိုင်းပေးပြီးတော့ခေါ်မှရလိမ့်မယ် Euro Than 450ပတ်ချလဲတဝိုက်လောက်နဲ့ပေါ့နော်အဲ့တော့ကြောင့် Real Madrid ခေါ်ယူဖို့မခေါ်ယူဖို့သုံးဖြတ်ချက်တည်တာလည်းအခေအားကြတယ်တကယ်လို့ Madrid ကသူ့ကစားသမားကိုမခေါ်တော့ဘူးဆိုရင်တော့ Chelsea အနေနဲ့အခွင့်အရေးကောင်းနေအများကြီးရလာနိုင်တယ်ဒါပေမဲ့ Madrid ဘက်ကပြန်စဉ်းစားကြည့်ရင်လည်းဗျာ Euro ဟို6တန်းလို့10တန်းလို့ဆိုတာဘာမှမဟုတ်တာ တို့အနေနဲ့ Vinicius Junior trouble ရှိတဲ့ Rodrigo trouble ရှိတဲ့ဒီလိုခြေနေမျိုးမှာ Nico Pass ကိုပြန်ပြီးတော့ခေါ်ယူလာနိုင်ဖို့လမ်းတွေအများကြီးကျွန်တော်ကတော့မြင်ရတယ်ဗျ။အဲ့တော့ကြောင့် Nico Pass ကိုခေါ်ယူရမှာ Chelsea အနေနဲ့ခက်ခဲမှုတွေရှိနေပါတယ်။ Plus ရယ်မိဆက်ပေးချင်တာကျွန်တော်ညီကိုတွေဘလုံးမကစားချင်လဲဆိုရင် Senior Torches စီမှာမောင်း96 Ivan Khunshiku ငါးတလုံး Mr. ကို Member သစ် Unit ဖြစ်အပူစုကြီးတွေနဲ့ယုံကြည်သွားကစားလို့ရပါတယ်။အသေးသေးသိချင်လဲဆိုရင်တော့ပပနမတ်39 693 180မှာဆက်သွယ်ဆောင်စက်မေးမြန်းလို့ရပါတယ်ခင်ဗျာ။ โอเคဒီတစ်ခါဆက်လက်ဆွေးနွေးရမယ့်သတင်းကတော့နီခိုနဲ့ပတ်သက်တဲ့သတင်းပေါ့เนาะအဲ့တော့ဘိုင်မြူနစ်အသင်းဟာ Nicholas Jackson ရဲ့လက်ရှိဘောလုံးရာသီမှာအငားပြောင်းရွှေ့မှုကိုကန်ဆယ်လုပ်ဖို့အစီအစဉ်မရှိပေမဲ့ယာသီကိုမှဒီကစားသမားကိုဝယ်ယူမှာမဟုတ်ဘူးလို့ဂျာမနီရဲ့ bit တဲ့ဌာနကဖော်ပြထားတာပါ Nicholas Jackson ကိုဝယ်မယ်မဝယ်ဘူးဆိုတဲ့သတင်းတွေကလည်းတောက်လျှောက်မျိုးစုံထွက်တယ် Ole Hunes ကတစ်ခေါက်တော့မဝယ်ဘူးလို့ပြောတယ်တစ်ခေါက်ကြတော့လည်းဝယ်ပေးမယ်လို့ပြောတယ်မျိုးစုံပဲပေါ့နော် အဲ့ဒီကကြတော့ဒီနှစ်သင်းကြားထဲမှာထည့်သွင်းချုပ်ဆိုထားတဲ့စာချုပ်စာတမ်းပါအချက်လက်ဒီအရာကျွန်တော်တို့တချို့ details ပေါ့နော်အရင်အသေးစိတ်တဲ့အပိုင်းတွေတော့မသိဘူး necklace ချက်စင်ကသတ်မှတ်ထားတဲ့ပွဲရည်အတွက်ပြည့်မီမီမပြည့်မီမီဝယ်ကိုဝယ်ပေးရမှာလားဒါမို့တတ်မှတ်ထားတဲ့ပွဲရည်အတွက်ပြည့်မိသွားမှသာလျင်ဝယ်ပေးရမှာလားဆိုတော့ဒီနှစ်သိန်းကြားတဲ့ကတာဝန်ရှိတဲ့သူတွေပဲသိပါလိမ့်မယ်။လက်ရှိအချိန်ကသတင်းတွေမျိုးစုံထွက်တဲ့အတွက်ကြောင့်အတိအကျဘယ်အားမှပြောလို့မရသေးဘူးဗျ။ Necklace Jackson က ချက်စီကိုပြင်ရောက်လာရင်လေတီတက်ပို့ပြီးတော့တက်လာနိုင်ဖို့မရှိတော့တဲ့ကစားသမားတစ်ယောက်လို့တော့ကျွန်တော်ထင်တယ်အခုပြဂျောပက်ဒရိုနဲ့လီယန်ဒီလက်တို့နှစ်ယောက်ရှိနေပြီကိုပါမှာပြန်ကောင်းလာတဲ့အခါကျရင်တိုက်စစ်စုပွဲမှုကတော်တော်လေးပြည့်စုံလုံလောက်သွားပြီပွင့်လင်းပြောရင်တော့ necklace jackson ကိုကျွန်တော်တို့ချက်စီအတင်မလို့တော့ပါဘူးအဲ့တော့ဘိုင်မင်းနဲ့တင်းကလည်းအခုချိန်မှာစကားမျိုးစုံထွက်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ချက်စီအတင်ကိုပြန်ပို့သည်ဖြစ်စေမပို့သည်ဖြစ်စေချက်စီအတွက်ကတော့ ဘယ်လိုပြောမလဲဘာမှထူးခြားမှုမရှိဘူးလို့ထင်တယ်ဝယ်လိုက်ရတော့ပို့ပြီးတော့ကောင်းတာပေါ့ဗျာဂျက်ဆင်ကိုပေးရမယ့်ပြောင်းရွှေ့ကြီးအမောင့်ပမာဏကဒါဘိုင်မိနစ်အနေနဲ့မျိုးမျိုးမြက်ပေးနိုင်တဲ့အခြေအနေမျိုးရှိတယ်အငားခေါ်တဲ့စာချုပ်ကြီးတောင်မှတော်တော်များတယ်အဲ့တို့ကြောင့်ဘိုင်မိနစ်ကိုအပြက်ခေါ်စီခြင်းနဲ့သူ့မဲ့ဘိုင်မိနစ်ကတော့အဲ့လိုမျိုးတည်မျိုးစုံထွက်တဲ့အတွက်ကြောင့်တခြားသောကလပ်တင်းကိုထုတ်ရောင်းရမယ်ဆိုရင်လည်း Necklace Jackson အသင်းမှာ keep မထားသင့်မယ်ထုတ်ရောင်းသင့်တယ်လို့တော့သုံးသပ်မိပါတယ်ခင်ဗျာ Jackson အနေနဲ့ Chelsea မှာ ဒီထက်ပိုပြီးစွမ်းဆောင်ပြလာနိုင်စရာအကြောင်းမရှိဘူးလို့တော့သုံးသပ်မိပါတယ်။ဟုတ်ကဲ့ဒါကတော့ကျွန်တော်ချယ်ဆီနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းတချို့ကိုသုံးသပ်ဆွေးနွေးမှုလုပ်ခဲ့တာပါ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။